ောချင်တာက318 319 320 321နေရာ၃ခုကိုတစ်ချိန်နဲ့တပြိုင်တည်းပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြစ်ပြီးပြီးတော့မှချောင်းပြစ်လုပ်တယ်အဲလုတာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော်အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေမင်းကြီးတို့ရှိလိမ့်မယ်ပေါ့နော်အမြန်လမ်းရေမင်းကြီးတွေရှိလိမ့်မယ်ကျွန်တော်နာမည်ရောတတ်မပြောပါဘူးပေါ့နော် အမြန်လမ်းမှာဖြဲသီးတော့ရှိနေပြီပေါ့ဖြဲသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရဲမင်းရဲမင်းကြီးတာတကယ်လို့သွားခဲ့ရင်ရဲမင်းတယောက်တည်းသွားတာရဲမင်းတစည်းတည်းသွားတာမဟုတ်ဘူးရဲမင်းကြီးနဲ့ပါဝင်ပွိုင်သွားမယ်ဗျာကင်းစစ်တယ်ဆိုရင်နှစည်းသုံးစည်းအနည်းဆုံးနှစည်းရှိမယ်ဒါပေမဲ့အမြန်လမ်းရဲမင်းကြီးကောက်အပြစ်ခံရတယ်အပြစ်ခံရတယ်အဲ၄၅ချက်လောက်ကြီး ကားမှာကြည်ထိရာရှိတယ်အမြန်လန်းရေးမီးရတော့ကံကောင်းထောက်မှသွားနေပဲပေါ့နော်ဟိုအတက်ဘေးအနေရကနေအမြန်လန်းရေးမီးနဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးလွတ်မြောက်ခဲ့တယ်ပေါ့နော်အဲဒီအကြံဖက်လက်နက်ကင်တောင်းချမ်းသူတပုံကတော့သူကတော့ခွေးချင်းခွေးချင်းကြံပြီးတော့မှချောင်းပစ်တာပေါ့နော်ချောင်းပစ်ကြတာပေါ့နော်အဲ့တော့ကြတော့ပြောချင်တာကကျွန်တော်တို့အမြဲတမ်းပြောတယ်နေ့စဉ်နေ့တိုင်းနှထိုးကြီးပြင်စီလန်းနော်မြတော်တဝိုက်အကြံဖက်အင်အား80လောက် နော်စစ်တက်စစ်အဲ့အဲ့မှာစစ်တယ်စက်ကြီးကောက်တယ်နော်ကားကြီးအသေးအကုန်လုံးလိုင်းကြီးပေးတယ်ကားဆိုရင်မစစ်ဘူးတဲ့နေစဉ်ရှိတယ်တဲ့စက်ကြီးကောက်လို့ရလာတဲ့ငွေနဲ့စားတော့တယ်လက်နဲ့ဝယ်တယ်တဲ့အခုလိုအမြန်လမ်းပေါ်တက်လာကြတယ်တဲ့အဲ့တော့လဘခအတိုင်းမူကြီးနော်လဘခအတိုင်းမူကြီးပေါ့ဘယ်လိုပဲပေါ့ဒါကနထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလဘကတိုင်းပြီးဘုโจကြောကိုထားရဲ့လက်အောက်မှာရှိတယ်ဒါတွေကိုအချိန်ချင်းကျွန်တော်တို့អော်တယ်အချိန်ချင်းကျွန်တော်တို့ပြောတယ်စောက်ခွေးကိုမဆိုင်တာလား ဆောက်ကူးမဆိုင်ပဲနေတာလားတော့မသိဘူးနော်ဒီဘက်သူဟိုဗိုလ်ချုပ်မကားလို့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ဆိုရင်ကျွန်တော်တို့ပြောပြီးသားနော်နိုင်ငံနဲ့တိုင်းပြည်အတွက်အလုံးလုံးတဲ့လူတိုင်းကတရားဝင်တယ်နော်နော်အဲ့ဒါကိုဘောက်ကိုတီးတော့နော်နောက်တစ်ခုကနောက်တစ်ခုကတော့တရားလာဘကတိုင်းနဲ့ပတ်သက်မရေယာဘက်မှာအဲ့တက်မတော်ဒိုးစစ်အရှိန်မြင်ပြီး PDF များကိုမြေလံတုတ်တင် ရှင်းလင်းနေတယ်တဲ့ PDF အချမ်းဘက်73ကောင်တုတ်တင်ရှင်းလင်းပြီး PDF စက္ကန့်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်တဲ့ ဆက်လက်အောင်မြင်ချက်လျက်ရှိပါတယ်ဒါမရရာပိုင်းဒါပေမဲ့အမြန်လမ်းဘို့ဟိုတက်လာတာကတော့တိတ်တော့တခါလဲမဟုတ်ဘူးနှစ်ခါလဲမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနရိုးကြီးပြင်စီလန်းဒီလမ်းနေပေါ့နော်အမြန်လမ်းနဲ့ဆက်နွယ်နေတယ်ဒီ338တို့339တို့နော်320 321အဲ့နားမှာကတဓာတ်ကြီးဗျာနော်ရဲကင်းနေအကုန်ရှိတာဟိုအမြဲတမ်းအမြန်လမ်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော် မဟုတ်ဘဲနဲ့မပြောဘူးနော်မဟုတ်ဘဲနဲ့မပြောဘူးနော်အမြန်လန်းရဲမီးတော့မှကန်ကောင်းလို့နော်လေးလက်မလောက်ပဲလိုတယ်အသက်ပေးအနေရလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရဲမီးကာလာမကာလာတိလာမတိတော့မသိဘူးရမ်းပြစ်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ကန်ကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်လန်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူးခြားမှုတစ်ခုရှိတာအဘရေးတဲ့ဖြူးမြို့နယ်နဲ့ မိုင်းတရားပတ်လည်မှာတဲ့ငပွေးပရိယတွေကတက်လာပြီတဲ့ပရိယနဲ့ပတ်သက်နေတဲ့သူတွေစီကားတဲ့အစ်မေးကြည့်တာတဲ့အမြန်လန်းကိုဖျက်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လန်းဘက်ကတက်လာကုန်ပြီတဲ့ဒါဆိုရင်ကြောက်တကားမျိုးနဲ့ပဲနွယ်ကုန်းမျိုးနဲ့ကြောက်ကြီးမျိုးတွေကပတက်ငပွေးတွေရဲ့ရီမန်းချက်ကအမြန်လန်းမယ်တဲ့နော်အဲ့တော့ဒီနေ့အဲ့ဒီဖြစ်စဉ်ပေါ့နော်315အဲ315 36 39ပါညာအဲ့ဟာ326လမ်းအောင်ဘက်ကနေပြီးတော့ပါဘူးเนาะလူတွေသွားရတဲ့ expert တွေအများကြီးတန်းစီခဲ့ရတဲ့ခီးတဲ့လမ်းတွေတော်တော်ရုပ်ပြက်ပါတယ်ပေါ့เนาะဒါကျွန်တော်ပြောချင်တာတော်တော်ကိုဒီအမြန်လမ်းနဲ့ပတ်သက်ပြီးရင်အတူတူအလုပ်လုပ်တယ်မလုပ်ဘူးတော့ကျွန်တော်လည်းမပြောလို့ဘူးပေါ့เนาะအဲ့တော့ထားလိုက်တော့အခုကကျွန်တော်ထပ်ပြောချင်တာက ရောတဲ့ချင်းအေအေသုံးဘွဲ့ပေါင်းတဲ့ကြောက်ထုကိုတိုက်ဖို့အေအေကအင်အားဖြစ်လာနေပြီတဲ့ပလဝါနဲ့ကံပတ်ကိုတဲ့အေအေကထိန်းချုပ်ထားကြောင်းမင်းတက်တိုက်ပွဲမှာအေအေကအင်အားအများဆုံးကူညီပေးထားရလို့ပလဝါကံပတ်ကံပတ်လက်ကိုတဲ့နေရာပေးလိုက်ရတဲ့ရခိုင်ကိုရိတ်ခါပြင်ဖို့နေတာမင်းတက်မတူပြီဘက်ကနေပို့နေတယ်တဲ့မင်းတက်မှာအထွေထွေအုပ်ချုပ်ရေးနဲ့ထောက်ပံ့ဖို့ထောက်ပို့ကိုတဲ့စွန်တောင်ရွာကနေရာယူထားကြောင်းဆရာတော်တပါးအနေနဲ့နေပြည်တော်မိတ်ဆွေထံမှသိရကြောင်း လိုအပ်သလိုဆောင်ရွက်နိုင်မှရန်တင်ပြအပ်ပါတယ်တဲ့ကရာဒါကစမှုကဖီအားပေးခံထိထားတယ်ထင်ပါတယ်တဲ့ဒါကြောင့်လည်းစစ်ကြောင်းတွေကိုလည်းရှေ့တိုးခိုင်းနေတာတဲ့ဝေရင်ပြစ်ကူမပေးပဲမိုးပြဲရှေ့တိုးလို့မဖြစ်နိုင်ပါဘူးတဲ့ပေးထားတဲ့ဒရုန်းတက်တဲ့မပညာတွေကလည်းလေဒီကြောင်းလင်္ကာရကြောင်းမိပြားအေးဒီနေရာတွေကိုဖြိုမဒီနေရာတွေကိုဖြိုမလေဒီကိုကြော်ပြီးရှေ့ဆက်တိုးလို့ရမှာပါတဲ့လေရင်ပြစ်ကူကပေးကိုပေးပါရမှာပဲတဲ့ ရန်သူကမုတ်ဆိုးတဲ့မိမိစစ်တီအချို့တွေကအတွေ့အကြုံသိမရှိသေးတဲ့တားကောင်တွေပါတဲ့ဖလန်းမြေပြင်မိမိတက်နဲ့အဆက်တွေရတယ်တဲ့တိုင်ရင်မှုအပါ20လောက်ဒါတော့ပါပဲပေါ့နော်ကိုဘုံရေးတဲ့နောင်ချိုမားတဲ့ရန်ကုန်ကိုမနေ့ကစစ်ပေးဆောင်လာတဲ့ကလေးတွေတရင်ပို့လာတယ်တဲ့နောင်ချိုဈေးရက်ကွက်နေပြီ30နေဥွှေတောင်းနဲ့တမီဖြစ်သူမက်ခင်ချိုဦး၎င်းနဲ့ရက်ကွက်တူဦးမြတောင်းဒေါ်မီမီသား တော်မီမီတမတ်ကိုအောင်ဝင်းလိုင်တို့အဖွဲတဲ့ဈေးရွက်နေမြေတင့်နေခေါ်လေးမချူမာတို့အဖွဲတဲ့ပလောင်ချမ်းဘက်တွေနဲ့ပူပေါင်းပြီးတရင်ပေးယူဒလန်လှုပ်ဆောင်နေကြပါတယ်တဲ့နော်မိုးပြဲလိုင်းမရတော့တော့ခတ်တယ်တဲ့အခုတရင်ရတာကမိုးပြဲအချမ်းဘက်တွေအတွက်တဲ့တောင်ဦးတန်တော်ကြီးကအချမ်းဘက်တွေစစ်ကူလာနေတယ်ကြားတယ်တဲ့အခြေအနေလမ်းကြောင်းထောက်ကြည့်ပေးပါဦးတဲ့အချမ်းဘက်တွေကမိုးပြဲမကြအောင်စစ်ကူတောင်းထားတယ်လို့သိရတာကြောင့်တဲ့အရင်က စကားများချင်းဟန်ဆောင်ပြီးအုပ်စုခွဲရောင်ဆောင်ပြီးအခုပြန်ပေါင်းနေကြတယ်ဆိုတာမိုးပြဲ KNDF အဖွဲ့ NUG လက်အောက်ကအဖွဲ့ဖြစ်လို့တန်တောင်ကြီး PDF နဲ့ KNU တွေစစ်ကူလာခြင်းဖြစ်တယ်တဲ့ DNA ဓာတ်တိုင်းဆိုရင်နဲ့တနေ့ကတင်ပြထားတဲ့မပညာမှာရှိနေတဲ့ရန်သူတွေမိုးပြဲကိုဥတီထားပါတယ်တဲ့နော်တောင်မူတန်တောင်ကြီးရန်သူတရင်နဲ့ဆက်ဆက်နေလို့ပါတဲ့ပေးဖို့ထားပါလေတဲ့မလုပ်တာတော့ခက်တယ်တဲ့ဘကိုးချေချမ်းက PDF တွေ KNU တွေက ဇေယကြီးတန်တော်ကြီးအဖွဲ့တွေမိုးပြဲကိုစစ်ကူလာမလို့ဘောလခဲလမ်းဘက်ကလာလိုက်မယ်တဲ့မိုးပြဲကိုဖြတ်တိုက်ရင်လမ်းကျော်နီးတယ်ဆိုတော့တေချာတာဘောလခဲလမ်းကိုတုံးလိုက်မယ်တဲ့19ရက်3လ2020နေ့နေ့အေယော်ရိုင်းဒေသကြီးအနောက်ချမ်းရေကြီးမြို့နယ်မြောက်ဘက်ဆက်ဆက်ယူတောင်ချီကျေးရွာ၌တဲ့ကင်းမုံဝင်းတပ်မတော်နှင့်ပြည်သူစစ်များတပ်ကွင်းအတိုင်းဝင်ရောက်လာသည့် AA အပေါင်း PDF တို့ကိုယ်နဲ့လုံကြုံရေးတို့ကခြေမုံနဲ့လက်နက်နဲ့ခုနှစ်လောင်းကြံခဲ့ပြီးတောင်းကျမ်းသူများစုပ်ွားထွက်ပြေးအခင်းဖြစ်နေရမှာတမြန်နေ့တပ်ဗတော်ကဝင်ရောက်စီးနင်းခဲ့သည့်ရွှေစည်ဒီတထောင်ချင်းလေရွာနေနဲ့ပသိမ်မုံရွာလမ်းစောပြားရွာကြားတွင်နဲ့တည်ရှိပါတယ်ရေကြီးမြို့နယ်ချင်းလေရွာတွင် APDF အင်အား80ခန်းဝင်ရောက်လာ၍စစ်မှုထမ်းရန်ဝါခုတ်သမားများကိုအတင်းအဓမ္မဖမ်းဆီးတပြင်းတရွာလုံးဝယုံသုံးကားထွက်ပြေးကြရတယ်တဲ့ မြတ်သကောင်ခတ်တွင်နဲ့တက်မတော်ရောက်ရှိလာပြီးချင်းလင်းခဲ့ရ၎င်းဒီနဲ့နနက်3နာရီခန့်မှယနေ့မွန်လွဲအထိမြောက်ဆန်းအမတ်တ3 4 4ဘက်မှအမြောက်ကြီးနဲ့ဒုံကြီးပြစ်ခတ်တံချားနေရတယ်တဲ့ချင်းလေထီထီတွဲမှုဖြစ်စဉ် APD ရဲ့နှလုံးနှစ်လက်နေနဲ့ဆက်လက်နှစ်လက်နေနဲ့လက်နဲ့ငယ်များပါစုစုပေါင်း10လက်လက်ပစ်ပုံးမိုင်းနဲ့ခရမ်းမျိုးစုံတင်စီရမိပါတယ်တဲ့ချင်းလေနဲ့ယမန်နေ့ဆက်ဆက်อยู่ထီတွဲမှုတွေနဲ့တောင်းကျမ်းသူများမှလွန်ခဲ့သည့်မကြီးစဉ် ဘောမီဖြစ်စဉ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ရေကြီးမြို့နယ်စာဦးစမ်းတောင်ကျော်ဖြစ်စဉ်နဲ့မီးလောင်ပုံခြေမုံမှုမတည်ပဲကြံရည်သူများဖြစ်နိုင်နေတဲ့၎င်းတို့ဒီတက်မတော်ပါယခုကဲ့သို့ခြေမုံမခံရမီအင်အားတထောင်နီးပါးရှိမီဟုယူဆရပြီးတော့တဲ့ဘွားရငတိုင်းချောင်းလမ်းကိုတုံးပြီးတော့ NLD အစိုးရလက်ထက်တစ်ခိုးသူများတစ်ခိုးသူများဖောက်လုခဲ့သည့်ကျင်းတလီဆက်ဆက်อยู่အောင်မျိုးဦးတစ်ခိုးလမ်းအတိုင်းအေရီတိုင်းအနောက်ပိုင်းတွင်ဝင်ရောက်ချင်းဖြစ်ပုံရတယ်တဲ့ ရိုးမတပတ်ကြံကျင်းတလီမျိုးနယ်ကိုတက်မတော်ကပြန်လည်ဆုံးမလိုက်ကြောင်းသတင်းများအရရခိုင်ဘက်သို့ပြန်သွားရပြန်သွားရမရတော့ပဲ AR တန်းရိုးမခြေတွင်နဲ့အဖွဲ့ငယ်များလှည့်ရင်တွေ့ရလူကိုဖမ်းဆီးရလူသိစုနေပါတယ်တဲ့နော်တာပေါင်းနဲ့ငတိုင်းချောင်းနယ်မြေအတွင်းတက်မတော်ပြည်သူစစ်ကင်းမုံများဖြင့်လှုပ်ရှားစစ်ကြောင်းများမှ၎င်းတို့ဟာရှာဖွေချိန်မုံးလျက်ရှိကြောင်းသတင်းရရှိပါတယ်တဲ့ကွာငတိုင်းချောင်းလန်းအောင်မျိုးဦးတစ်ကိုလန်းဆက်ဆက်ယူချင်းလေရွာစောပြရွာပသိမ်ယုံမုံရွာလန်းအာရကန်တက်တော်ရခိုင်ပြည်နယ်ဆိုပြီးတော့တည်ထားပါတယ်တဲ့